ကမ္ဘာဖလားရှင်မြိုင်ခွင့်ရတဲ့အသေးဆုံးနိုင်ငံဖြစ်ကုရာဆောင်အမှတ်တမ်းဝင်ဘလွန်ကြက်သမားတို့ကျွန်မတို့ရဲ့1 million channel ပြန်ဖြစ်လာတယ်။ ကွန်ကာကဖ်ဒေတာကိုစားပြုအသင်းတစ်သင်းဖြင့်2026ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ကူရာဆာအိုတင်းကကမ္ဘာဖလားရှင်ပြိုင်ခွင့်ရတဲ့အသေးဆုံးနိုင်ငံဖြစ်အမှတ်တမ်းဝင်ခဲ့ကြောင်းသိရပါဗျ။2026ကမ္ဘာဖလားကွန်ကာကပ်ဆုံခြေစစ်ပွဲတွေကိုဒီနေ့မနက်ရှင်ပြိုင်ကစားခဲ့ရမှာပနားမှာကူရာဆာအိုနဲ့ဟေတီတို့ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီးကူရာဆာအိုတင်းကတော့စာရင်းတင်မှတ်တမ်းသစ်ကိုပါပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ကူရာဆောင်ဟာတကြွန်စုရတဲ့ကကျွန်းနိုင်ငံတစ်ခုဖြစ်ပြီးလူဦးရေ35,6115ဦးသာရှိတယ်လို့နိုင်ငံကျယ်ဝန်းကလည်း444စတူယန်ကီလိုမီတာသာကျယ်ဝန်းတာကြောင့်အေရိယာရအောင်လူဦးရေရပါအသေးဆုံးနိုင်ငံဖြစ်ကမ္ဘာဖလားပြိုင်ပွဲသမိုင်းမှာမှတ်တမ်းဝင်သွားတာပါ။ ကူရာဆောင်အသင်းကိုပထမဆုံးကျင်းကမ္ဘာဖလားခြေစပွဲအောင်မြင်အောင်လို့စွမ်းဆောင်ပေးခဲ့တဲ့နီးပြကတော့နယ်သာလန်လက်ရွေးစင်အသင်းကိုအသုံးချိန်ကန့်တွဲခဲ့မှုတဲ့ Dutch နီးပြ Airbo Cup ဖြစ်ပြီးကူရာဆောင်အသင်းကို2024ဇန်နဝါရီမှာမှစတင်ပြီးတော့ကန့်တွဲခဲ့တာပါကူရာဆောင်အသင်းက2026ကမာဖလားခြေစပွဲကွန်ကာကပ်ဆုံမှာရှုံးမဲမရှိရလနဲ့ခြေစပွဲအောင်မြင်ကြတာဖြစ်ပြီးအသက်80နှစ်ရှိပြီဖြစ်တဲ့အက်ဘိုကတ်ကကမာဖလားပြိုင်ပွဲရဲ့အသက်ကြီးဆုံးနှီးပြဖြစ်နေမှတ်တမ်းဝင်မယ်လို့လည်းသိရပါဗျာ။